ခြင်းတော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာ ရှင်လန်းကျန်းမာကြပါစေရှင်30ရက်17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခေရဲရိတ်ခါထောက်ပို့မှုမှတ်တမ်းများကို ကျွန်တော်တို့ဝေဟင် Channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဟာခါမျိုးနယ်တနေရာသို့တရဝူးလီတက်မှတက်သော Jet Fighter 2စီးဖြင့်ညတနာရီ၄မိနစ် တနာယီ73မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗန်မောင်မြို့နယ်တနေရာသို့တရဦးလေတပ်မှတက်သော Jet Fighter နှစ်စီးဖြင့်မနက်9နာရီ58မိနစ်10နာရီ2မိနစ်10နာရီ15မိနစ်10နာရီ18မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု4ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ဗမော်မြို့နယ်တနေရာသို့မြစ်ကြီးနားလေတပ်မှတက်သောဂျက်ဖိုက်တာနှစ်စီးဖြင့်မနက်09:59မိနစ်17:23မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဟုံးမလင်းမြို့နယ်တနေရာသို့ဟုံးမလင်းလေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလျင်တစ်စီးဖြင့်နေ့လယ်12:25မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ တန်းဆယ်မြို့နယ်တနေရာသို့၄ဒီလာလေးတက်မှတက်တော် jet fighter တစ်စီးဖြင့်ဤလေတနာရီတမနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တကောင်းမြို့နယ်တနေရာသို့တရံဝူးလေတက်မှတက်တော် jet fighter နှစ်စီးဖြင့်ည၈နာရီ40မိနစ်၈နာရီ45မိနစ်၈နာရီ50မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် ်ချောင်းဦးမြို့နယ်တနီယာတို့မုံရွာနာမခမတက်သောဂျာရိုကော့ပတာ2စီးစက်တက်လီဒီပါရာမော်တာ2စီးဖြင့်နေ့လယ်2:59မိနစ်2:59မိနစ်ည7:20မိနစ်7:32မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်30ရက်17လ2025ရက်နေ့တွင် အကျန်းဖက်စစ်ကောင်စီအနေဖြင့်တရဝူးလီတက်နေပြည်တော်မကွေးမြစ်ကြီးနာ မိထီလာလေတပ်များမှာ Jet Fighter, Wine တွဲ Y8 gyrocopter နဲ့ paramotor များပြန်တက်မှုအကျဉ်းရေ19ကျင်ခန့်ရှိခဲ့ပြီးသခိုင်းတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု18ကျင်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရများမှကောက်ဝင်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်း မိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေးချောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။ ိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်တဲ့ရင်နဲ့လေချောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သော @wehinscoutbot သို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေချောင်းတိုက်ခိုက်မှုသတင်းများအားကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်ရှင်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။